မင်္ဂလာပါရှင်ရခုံခစ်တဲ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရွေးကောက်ပွဲဝေပြန်ကြမယ်အမတ်လောင်းတွေနဲ့နိုင်ငံရေးပါတီတွေအနေနဲ့စစ်တပ်အပေါ်အနှောက်လက္ခဏာဝေဖန်မဲဆွယ်မှုမလောက်ရဆိုတဲ့စီကံချက်လိုက်နိုင်ရန်မေ့အောင်လိုက်ညွှန်ကြားပါရယ်ဒဝဲမလွဲတောင်နဲ့ကော့လန်ကျေးရွာကြားမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးရေးဒဝဲကာလမိုင်းအချို့ပိတ်နေတဲ့တဲ့င်းပါဝင်ရန်ကုန်ခစ်တဲ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အကျန်းဖက်စစ်ကောင်စီကပြုတ်လို့ဖို့ရှိနေတဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲဆွဲကြမယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတွင်နဲ့နိုင်ငံရေးပါတီတွေအနေနဲ့စစ်တပ်အာဏာသိမ်းထားမှုစစ်မှုရန်ဥပဒေနဲ့ပဋိပက္ခတွေအပေါ်အနှုတ်လက္ခဏာဝေဖန်မဲဆွဲမှုတွေမပြုတ်လို့ဖို့အပါအဝင်စီကံချက်တွေလိုက်နာဖို့အတွက်မင်းအောင်လိုင်ကညွှန်ကြားလာတယ်လို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။၂008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ စစ်တပ်ကအာဏာရယူခဲ့မှုမှာမဲမတမာမှုကြောင့်ဖြစ်ပြီးစစ်တပ်ကရွေးကောက်ပွဲကျင်းပကဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်တင်ပေးမယ်လို့လည်းဆိုပါတယ်။အဲဒါကြောင့်လက်ရှိနိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်တာတွေစစ်မှုထမ်းဥပဒေပဋိပက္ခတွေနဲ့ပတ်သက်တာတွေကိုပြည်သူတွေကြားစစ်တပ်ကိုအထင်မြင်လွဲစေမယ့်အနောက်လက္ခဏာဆောင်တဲ့ ဝေဖန်မဲဆွယ်မှုတွေကိုမလုပ်ဆောင်ကြဖို့အတွက်စီကံချက်တွေကိုမင်းအောင်လှိုင်ကချမှတ်လာတာလည်းဖြစ်ပါတယ်။စစ်တပ်ပေါ်ပြည်သူတွေကအထင်မြင်လွဲစေမယ့်အနှုတ်လက္ခဏာဝေဖန်မှုတွေမလုပ်ရဆိုတဲ့မင်းအောင်လှိုင်ချမှတ်လိုက်တဲ့စီကံချက်တွေကိုရွေးကောက်ပွဲကော်မရှင်ကတက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့နိုင်ငံရေးပါတီတွေကို အသိပေးမှဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေနဲ့ပါတီတွေက မဖြစ်မနေလိုက်နာရမယ်လို့လည်းနေပြီးတော့စစ်ဘက်သတင်းတွေကဆက်လက်ရှင်းပြပါရယ်။ဒါအပြင်စစ်တပ်ပိုင်းရုံမြင့်တန်ကြားရေဒီယိုနဲ့သတင်းစာတွေကနေမဲဆွယ်စီယုံရေဟောပြောရမှာလဲတက်ကိုလုံးဝဝေဖန်ဟောပြောခြင်းမပြုရဆိုတဲ့အချက်မှာတေချာပေါက်ပါဝင်မယ်လို့လည်းဆိုထားပါရယ်။ပြည်သူလူထုကိုမြေပြင်စင်းကဥတီတဲ့မဲဆွယ်စီယုံဟောပြောမှုတွေမှာသာမကမီဒီယာတွေကနေတဆင့် မဲဆွယ်စီယုံမှုတွေကိုလည်းရွေးကောက်ပွဲကော်မရှင်နဲ့စစ်တပ်ကစောင့်ကြည့်သွားမယ်လို့လည်းသိရပါဗါးအကြက်ဖက်မဲအောင်လိုင်းကလာမဲ့ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလမှာရွေးကောက်ပွဲကိုအပိုင်းလိုက်ခွဲကပြုလုပ်မှာဖြစ်တယ်လို့လည်းထုတ်ပြန်ကြေညာထားပါတယ်ရှင်ဒီတစ်ခါမှာတော့အိန္ဒိယအစိုးရအနေနဲ့စစ်အုပ်စုထံကိုစစ်လက်နက်ရောင်းချမှုတွေနဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုချက်ချင်းအဆုံးသတ်ဖို့အတွက် Justice for Myanmar JFN ကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။မြန်မာစစ်အုပ်စုတွေအပေါ့စားရေဒါတွေရောင်းချပေးရနိုင်ရေးအတွက်အိန္ဒိယကုမ္ပဏီ Astra Microwave Product Limited နဲ့မြန်မာစစ်အုပ်စုလက်နက်ပွဲစားကုမ္ပဏီဖြစ်တဲ့ Lighthead Group of Company Limited တို့ကြားပူးပေါင်းဆောင်ရွက်နေတယ်လို့ခေတ်သစ်မီဒီယာထံလှည့်ဝဲပေါက်ကြားလာတဲ့ဆော်ရဲစာတမ်းတစ်စောင်နဲ့သူတို့တွေ့ရှိချက်တွေအပေါ်အခြေပြုကား GFN ကအခုလိုတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီအပေါ်စားရေဒါဟာမောင်းသူမဲ့ဝင်ဟင်ရင်တွေ UAVs တွေနဲ့ drone လိုအခြားအနေပြန်ဝင်ဟင်အန်ရယ်ကာကွယ်ရေးအတွက်ခြေရာခံရှာဖွေနိုင်ဖို့ထုတ်လုပ်ထားတယ်။အပေါ်စားရေဒါရန်ကာကွယ်ရေးရေဒါဖြစ်တယ်လို့လည်း GFN ကဆိုပါတယ်။ Astra Microwave Product Limited ကုမ္ပဏီဟာ ရေဒါနဲ့ဒုံးကျည်စနစ်တွေတီထွင်ထုတ်လုပ်ရေးအတွက်အိန္ဒိယကာကွယ်ဝန်ထမ်းလက်အောက်မှာရှိတဲ့ Defense Research and Development Organization နဲ့မိဖက်လှုပ်ဆောင်နေတဲ့ကုမ္ပဏီလည်းဖြစ်နေပါဗျ။ Justice for Myanmar ရဲ့သူရနာ တွေ့ရှိချက်အရလည်း2021ခုနှစ်နောက်ပိုင်းအိန္ဒိယလေတဲ့အိန္ဒိယနိုင်ငံပိုင်းစီးပွားရေးလုပ်ငန်းကြီးတွေနဲ့ပုဂ္ဂလိက ကုမ္ပဏီကြီးတွေကမြန်မာစစ်အုပ်စုစီကိုစစ်လက်နက်တွေစစ်ဘက်အရက်ဖက်နှမျိုးသုံးပစ္စည်းတွေ နည်းပညာနဲ့လောင်စာဆီတွေရောင်းချထောက်ပံ့ပေးခဲ့ကြောင်းထုတ်ဖော်နိုင်ခဲ့ပါတယ်။အိန္ဒိယအစိုးရဟာစီအိုစုအဖွဲ့ဝင်အရာရှိတွေကိုအိန္ဒိယနိုင်ငံကိုခေါ်ယူလေ့ကျင့်သင်ကြားပေးခဲ့ကြောင်းလဲ GFN ကထုတ်ပြန်ထားပါတယ်။2023ခုနှစ်ကလည်းအိန္ဒိယကာကွယ်ဝန်ကြီးမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီးအကြမ်းဖက်စီအိုစုခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးကံမြင့်တန်းနဲ့အခြားစစ်ဘက်အရာရှိကြီးတွေနဲ့ပါတွေ့ဆုံခဲ့ပါသေးတယ်။ဒါအပြင်မကွေးကမြန်မာစစ်အုပ်စုထိန်းချုပ်ထားတဲ့မန်းတံပရာကံရင်းနှံချက်စစ်ရုံကိုအိန္ဒိယပညာရှင်တွေရဲ့အကူအညီနဲ့အစ်စ်မြင့်တင်ခဲ့ပြီးလေရင်စီတွေထုတ်လုပ်ပေးနေရလို့လည်း GFN ကဆိုထားပါဗျ။အဲ့ဒီအချက်လက်တွေရအိန္ဒိယအစိုးရဟာမြန်မာစစ်အုပ်စုရဲ့စစ်ရာဇဝဲမှုတွေမှာ ကြံရပါအဖြစ်ပါဝင်နေပြီဖြစ်တယ်လို့လည်း JFN ကထောက်ပြပြောဆိုခဲ့ပါတယ်။အဲဒါကြောင့်အိန္ဒိယအစိုးရအနေနဲ့မြန်မာနိုင်ငံအတွင်းအရသာပြည်သူတွေကိုဘုံကျဲတပ်ဖြတ်နေတဲ့မြန်မာစစ်အုပ်စုထံကိုစစ်လက်နက်ရောင်းချမှုနဲ့စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုချက်ချင်းအဆုံးသတ်ဖို့တောင်းဆိုကြောင်းလည်း JFN ကထုတ်ပြန်ထားပါရဲ့ရှင်။ ကန်းအတိုင်းတစ်ပုတ်ကိုကြည့်အောင်ပါ။စကန်းတိုင်းကလင်းမြို့နယ်မြောက်ပိုင်းတိုက်နယ်စစ်ရုံကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်အဆောက်အုံတွေပျက်စီးခဲ့လို့ People Head Care Network ကလေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဩဂတ်စ17ရက်နေ့ည8:22နာရီလောက်ကကလေးမြို့နယ်မှာပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုဆောင်ရွက်နေတယ်။ People's Hacker Network ကလေးရဲ့မြောက်ပိုင်းတိုက်နယ်စီရင်ကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲတက်ခဲ့ခဲ့တာလည်းဖြစ်ပါတယ်။စစ်တပ်ရဲ့လေကြောင်းတက်ခိုင်းမှုအတွင်းပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းစေယုံအဆောင်တွေကတော့ထိခိုက်ပျက်စီးခဲ့ရလို့လည်းသိရပါတယ်။ကလေးမျိုးနဲ့မြောက်ပိုင်းတိုက်နယ်စီရင်ရဲ့ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရနေတယ်။စေယုံစေကန်နေရာတွေကို အကြမ်းဖက်စစ်တပ်ကလေကြောင်းတက်ခိုက်မှုတွေစက်တိုက်လှုပ်ဆောင်နေပြီးအခုတခါနဲ့ဆိုရင် ခုနှစ်ကြိမ်မြောက်လေချောင်းတက်ခတ်ခံရတာဖြစ်တယ်လို့လဲဆိုထားပါဗါးအဲလိုစစ်တပ်ရဲ့အယက်သားပြစ်မှတ်တွေကိုရွယ်ချက်ရှိရှိလူမဆန်စွာတိုက်ခတ်ဖျက်ဆီးနေတာဟာဆက်စုပ်ရွန်ရှာဖွဲ့ရာကောင်းတယ်လို့ရဖြစ်တယ်လို့လဲ People's Hacker Network PHN ကလေးအဖွဲ့ကအပြင်းထန်ကန့်ကွက်ရှုံ့ချကြောင်းနဲ့ຫນွေဦးတော်လန်ရဲ့အဆုံးသက်တိုက်ပွဲအောင်မြင်ပြီးမြောက်တဲ့အထိပြည်သူလူထုနဲ့အတူကြိုးပမ်းဆောင်ရွက်သွားမယ်လို့လဲ People's Hacker Network ကလေးအဖွဲ့ကတည်င်းထုတ်ပြန်ပြောဆိုထားပါဗျ။အလားတူစကိုင်းတန်းမုံရွာမြို့နယ်ကြောက်စစ်ပုံအမြောက်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရေကုံစုရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ300ထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းမုံရွာ Road Information MRI ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါဗျ။ဩဂတ်စ14ရက်နေ့မွန်းလွယ်3:20မိနစ်လောက်ကလည်းမုံရွာမြို့နယ်ကြောက်စစ်ပုံအမြောက်တပ်က အကြမ်းဖက်စစ်သားတွေဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရေကန်စုကျေးရွာအတွင်းကိုလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်လက်နက်ကြီးကြီးထိမှန်ပြီးပြည်သူ၃ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့မန္တလေးတိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့မိုးကုတ်မြို့အရှိပိုင်းကလင်းအောင်ကြီးဖုန်ကြီးကြောင်နဲ့အနီးပတ်ဝန်းကျင်ကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လင်းရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်သေဆုံးသူစုစုပေါင်း16ဦးထိရှိလာပြီလို့မိုးကုံမြို့အခြေဆိုင်ပရိဒါအဖွဲ့ဝင်အချို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဩဂတ်စ14ရက်နေ့ည8:30မိနစ်30အချိန်မှာစစ်ကောင်စီတပ်ဟာမိုးကုံမြို့အရှေ့ပိုင်းငဘတ်တောင်ဤလင်းအောင်ကြီးဖုန်ကြီးကျောင်းနဲ့ရက်ွက်ဝင်းကျင်ကို ပေါင်900ဘုံတွေကျဲချခဲ့ရမှာဖုန်ကြီးကျောင်းကကိုရင်ငယ်ရက်ွက်မှာနေထိုင်တဲ့ကလေးငယ်ကလေးမိခင် တက်ကြီးရွယ်အိုတွေအပါဝင်ပြည်သူအ ਨੇ ဆုံးစေဦးထက်မနေ့ဟာတည်ဆုံးခဲ့ပြီးရနာမှာထပ်မံကအပြည့်စည်းတွေကိုရှင်းလင်းရမှာအလောင်း၆လောင်းကိုထပ်မံတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။စစ်တပ်ရဲ့ဘုံကျဲမှုကြောင့်တည်ဆုံးသွားရတဲ့ပြည်သူတွေရဲ့အလောင်းတွေဟာအကောင်ပဂရိအတိုင်းမရှိတာကြောင့်မနေ့ကနေ့လယ်ပိုင်းမှာအလောင်းတွေအလောင်းကိုတကြိုခဲ့ရတယ်လို့လည်းသိရပါတယ်။အလားတူဖကန့်မြို့နယ်မှာလည်းစစ်တပ်ဟာလေကြောင်းတက်ခတ်မှုတွေကိုလှုပ်ဆောင်ခဲ့တာကြောင့် ပြည်သူတဦးဟာတည်ဆုံသွားတယ်လို့ဖားကန့်အခြေစိုက်ဒေတာသတင်းမြစ်တွေကပြောပါရတယ်။ဩဂတ်စ်လ14ရက်နေ့12နိုင်ကျော်အချိန်မှာဖားကန့်နန်ယာလမ်းပိုင်းမှာစစ်တပ်က drone နဲ့ပုံကျဲချခဲ့ရမှာအရက်သားခီးသွားရင်မောင်းတူဟာတည်ဆုံခဲ့ရပြီးတခြားပြည်သူနှစ်ဦးလည်းအပြင်းထန်ဒဏ်ရာရှိခဲ့လို့ဖားကန့်ဒေတာသတင်းမြစ်ကပြောပါရတယ်။အလားတူမနေ့ကနေ့လယ်12နိုင်လောက်ကလည်းဖားကန်မြို့နယ်အတွင်းကိုစစ်တပ်ကတိုက်လေရင်တွေနဲ့ဘုံကျဲချခဲ့တယ်လို့ဒေတာသတင်းမြစ်ကပြောပါရရှင်။ မကွေးတန်းအသင်းတပုတ်ကိုတက်ဆက်ပေးကြပါတယ်။မကွေးတန်းဂံကောမြို့နယ်အခြေစိုက်ခလရ90တရင်ကဒုတက်ချက်တဦးဟာတနက်တလက်ကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာတာကြောင့်ငွေကျပ်သိန်း30စုချင်းမြင့်ခဲ့လို့ရောကာကွေတက်စစ်တသားယုံဥဆောင်ကော်မတီ YDF ကပြန်ကြိုင်းတာဝန်ခံကိုနေကရန်ကုန်ခေတ်တင်မီဒီယာကိုပြောပါရယ်။ဩဂတ်စ10ရက်နေ့မှာဂံကောမြို့အခြေစိုက်ခလရ90တရင်ကဒုတက်ချက်တဦးဟာတနက်တလက်ကိုယူဆောင်လာပြီး ယောဂါကွေတက်စစ်ဒေတာယောဥဆောင်ကော်မတီ WDF ထံကိုအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့ဒုတက်ချက်တဦးဟာ MA11 မောင်းပြန် rifle တလက် G box 3ကို G 82တောင်စကားပြောဆက်နှလုံးတို့နဲ့အတူယောဂါကွေတက်မြေပြင်စစ်ဒေတာယုံကိုအလင်းဝင်ရောက်လာခဲ့တာဖြစ်ပြီးအဲဒီလိုအလင်းဝင်ရောက်လာတဲ့တပ်သားကိုစစ်ဒေတာယုံရဲ့ဥပဒေနဲ့ညီကာကွယ်ပေးသွားမယ်လို့လဲရောဒေတာတက်စစ်ဒေတာယုံဥဆောင်ကော်မတီ YDF ကပြန်ကြားတာဝန်ခံကိုနေကပြောပါတယ်ရှင်တနင်္လာရီတန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။တနင်္လာရီတန်းကော့တောင်းမြို့နယ်မလီဝမ်ကျေးရွာအခြေစိုက်ခမရ980နှစ်တရင်နယ်မလီဝမ်ရဲစခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်ကအရာရှိတို့အပါအဝင်10ဦးထက်မနည်းဟာသေသွားတယ်လို့တော်လိုင်းသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ဩဂတ်စာ12ရက်နေ့မွန်လွယ်နေ့မိနစ်30က ကိုတောင်းကျွန်းနယ်မလီဝမ်ကျေးရွာအခြေဆိုင်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံခမရ982တရင်နဲ့မလီဝမ်ရဲစခန်းကိုတော်လိုင်းတဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကအရာရှိတူအပါဝင်10ဦးထက်မနည်းဟာတေသွားတာဖြစ်ပြီးစစ်သားရဲတွေနေထိုင်တဲ့အဆောက်အုံအချို့လည်းထိခိုက်ပျက်စီးခဲ့ရလို့လည်းသိရပါဗယ်။လက်တလုံးမှာအကြမ်းဖက်စစ်ကောင်စီကတနင်္လာနေ့တိုင်းအတွင်းကရေဖြူမြို့နယ်ဒဝယ်မြို့နယ်လောင်းလုံးမြို့နယ်နဲ့ ကော့တောင်းမြို့နယ်တို့မှာစစ်ကြောင်းတွေထိုးကပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာအဖိုးဒဏ်ပစ္စည်းတွေကိုလူရဲယူဆောင်တာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေကိုလှုပ်ဆောင်နေရလို့လေဒေတာသတင်းမြစ်တွေကပြောပါရရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့တင်းသားရည်တန်းဒဝယ်မြို့နယ်အတွင်းမလွဲတောင်နဲ့ကော့လိုင်ကျေးရွာအကြားမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတာကြောင့်ရေးဒဝယ်လမ်းမကြီးမလွဲတောင်ကလိန်အောင်လမ်းပိုင်းမှာ ကားလမ်းပိတ်နေတယ်လို့ခီးသွွားပြည်သူတွေကပြောပါတယ်။မနေ့ကညနေ၄နာရီ၅မိနစ်အချိန်လောက်ကတိုက်ပွဲစတင်ဖြစ်ပွားနေတာဖြစ်ပြီးခီးတဲ့တင်ကားတွေနဲ့အင်စီးကားတွေအနေရကင်းစေဖို့အတွက်တော်လိုင်းမဟာမိတ်တပ်ပေါင်းစုကနေဆက်လက်သွာလွာခွင့်မပြုဘဲတားထားတာဖြစ်တယ်လို့လည်းခီးသွွားပြည်သူအချို့ကပြောပါတယ်။အဲ့လိုအချိန်နည်းနဲ့ပတ်သက်ကတော်လိုင်းမဟာမိတ်တပ်ပေါင်းစုရဲ့စစ်တရင်မျက်စီကိုမေးမြန်းရမှာလေ။တိုက်ပွဲဖြစ်ပွားနေတာမှန်ကန်ပြီး မလွဲထောင်တဲ့ကော့လှန်ကျေးရွာကြားမှာတိုက်ပွဲဖြစ်ပွားနေရလို့လည်းပြောပါရတယ်။အဲ့ဒီတိုက်ပွဲဖြစ်ပွားရခြင်းဟာပြီးခဲ့တဲ့ဩဂတ်စ17ရက်နေ့ကအကျန်းဖက်စစ်တပ်နဲ့မဟာမိတ်တပ်ပေါင်းစုတို့ကြားမှာထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးအကျန်းဖက်စစ်တပ်ဘက်ကအရာရှိတဦးအပါအဝင်14ဦးဟာသေသွားတာဖြစ်ပြီး15ဦးထက်မနည်းဟာဒဏ်ရာရရှိသွားကာ အထိနာသွားတာကြအခုလိုတကြော့ပြန်စစ်ကြောင်းထိုးတက်ခိုက်လာတာလို့စစ်သတင်းမြစ်ကပြောပါရယ်အခုတကြိမ်စစ်ကြောင်းထိုးလာရမှာလဲအကျန်းဖက်စစ်တပ်ဘက်က လူ150ထက်မနည်းတဲ့အင်အားနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပြီးမနေ့ကညပိုင်းထိ တိုက်ပွဲတွေဖြစ်ပွားနေရလို့လည်းသိရပါရယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကို တင်ဆက်ပေးရပါ ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးများပါ thank you